ဒါလေးမြတ်တော်မောင်ငလင်းနဲ့အသက်အန္တရာယ်ဖြစ်သွားတာဖြစ်တဲ့အတွက်မိမိကြီးစုမြန်နေတာကတော့ပြပကနေသူယောက်ျားဖြစ်သူစိုးသူနဲ့အမြန်ဆုံးပြန်လာပြီးတော့ဒါလီကိုစေုံသိပြီးသူကိုရိုင်းကလေသူရိမိသားစုမှာဘေးဥပါဒ်တွေမဖြစ်စေဖို့အတွက်ယီရီယာချီရီနေနဲ့အမြန်ဆုံးပဲဒီသားရှင်ဝေခဲ့တယ်လို့ကြားသည်ရပါရီစုမြန်နေတာနဲ့စိုးသူရဲ့အင်ထောင်ကြီးကိုတော့တိုင်းကလောကသီးပြီးသားဖြစ်မှာပါညောင်စလုံးကအရင်ကအင်ထောင်ရှိခဲ့ဘူးလေ ဆိုမြန်နန္ဒကလည်းစရောဖြူးကြီးနဲ့ဘာလာရီသားလေးမြတ်တော်မောင်ကိုစုသူနဲ့အတူပဲဆောင်းလျှောက်တယ်အခုတော့စုသူဟာနိုင်ငံချမှာပဲတွားရောက်ခြေချခဲ့တာဖြစ်ပြီးတော့ဆိုမြန်နန္ဒကလည်းမြန်မာနိုင်ငံမှာအခြေရောက်တဲ့အလုပ်တွေကအရင်ကတော့အဆင်မပြေတော့တာဖြစ်တဲ့အတွက်ပြည်ယောက်ချားတော့ကိုလိုက်သွားခဲ့ပြီးတော့ပြပါမှာပဲပြည်ယောက်ချားနဲ့အတူတူအကြိုက်အလုပ်ကိုလုံဆောင်ခဲ့တာလေးဖြစ်ပါရယ်လုံနေခဲ့တာလေးဖြစ်ပါရယ်ဒီလိုချိန်မှာပဲသူရဲ့သားလေးမြတ်တော်မောင်ဟာမြန်မာနိုင်ငံမှာပဲစစ်တာကနာချခဲ့တာဖြစ်ပြီးတော့ ကြားထဲမှာ passport ကိစ္စဟိုကိစ္စဒီကိစ္စအဆင်မပြေတာကြောင့်မြန်မာနိုင်ငံထဲမှာပဲကြံခဲ့ကြောင်းသိရပါတယ်ဒီလိုနဲ့မြတ်တော်မောင်လေးဟာမာစလာ28ရက်နေ့မတိုင်ခင်ကနေရလိုလောက်ကမန္တလေးမှာအမျိုးရိစီလေးသွားခဲ့တယ်လို့ကြားသိရပါတယ်အဒီအချိန်မှာပဲမာစလာ28ရက်နေ့မှာ မြတ်တော်မောင်လေးဟာကလေးကြီးနဲ့ကြုံတွေ့ကြပြီးထိခိုက်ဒဏ်ရာများစွာရရှိခဲ့ကြောင်းလေးသိရပါတယ်ဒါကြောင့်မို့လို့ဆိုမြန်နနာနဲ့မိသားကြီးစုသူတို့ဟာမြန်မာနိုင်ငံကိုအပြေးလွှားရောက်ရှိလာခဲ့ကြပြီးတော့ ဒါလီကိုအရေးပေါ်စေုံသင်ပေးခဲ့ရပြီးပြည်သူဆောင်ရှောက်ခဲ့ရတယ်လို့သိရပါပြီ။ဒါကြောင့်မလို့ပဲဆိုမြန်နနာဟာရူမီသားစုကိုဘေးဥပါဒ်တွေမဖြစ်စေဖို့အတွက်အသေးအနေနဲ့မဖြစ်စေဖို့အတွက်ဣရိယာချေတဲ့အနေနဲ့ချက်ချင်းပဲ။ဒီလရှင်ဝို့ပြီးတော့ဣရိယာချေခဲ့ကြောင်းကိုလည်းသိရပါပါရဗျာ။